မင်္ဂလာပါရှင်အခုတခါမှာတော့ဆ ्याम ာကြီးခင်နေယူရေးသားထားတယ်မောင်ကိုလွမ်းတော်ဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်မောင်ကိုလွမ်းတော်ခင်နေယူ ွေးသည်အမေကိုလွမ်းရွေးကြည့်၏ခုချိန်ရောက်လျင် အမေသည်သူ့ကျောင်းရှိရာရွာအပြင်သို့သွားပြီလိမ့်မည်ကျောင်းပရဝံအတွင်းဝင်ရွက်ဆွေးရွက်မြေတို့ကိုရှင်းလင်းတုတ်သိင်၍မြေဆွေးတွင်ဟောင်းတွင်ဖြည့်၍ထားပေမည်မိုးမကြခင်အဖေပြိုးထားသောတရက်နှစ်ပင်နှင့်တန်းတလွန်ပြိုးငါးပင်လောက်ကိုလင်းကျောင်းတောင်ဘက်တွင် အဖေနှင့်အတူစိုက်ပေးအောင်တော်မည် ူအပြူပေါ်ဝင်စားအဖေဆိုင်ခဲ့သောကြောင်းနောက်မှပိတ်နေပင်သည်လဲယခုမိုးဥတွင်ဖြိုင်ဖြိုင်တည်၍တကြောင်လုံးလှိုင်းလှိုင်းစားရပြီတော်မူလီတိုက်လိုက်တိုင်းမိုးရေပေါက်တို့တပြောက်ပြောက်ကြွေကြလာသောခရီးပင်အောက်တွင်အမေသည် ခရီးပန်းလေးတို့ကိုကောက်၍များနေလိမ့်မည်လားရခင်ကအခုလိုအချိန်ဆိုရင်အမေနှင့်ခရီးကုန်းကိုလှပစွာတည်ကြသည် ရေကန်နားတွင်ပွင့်နေသောငွေပန်းတို့ကိုလည်းဘန်းကုန်းကလေးတွေခူး၍ထဲ့ကြ၏။ကျောင်းဤအရှိတောင်ဘက်တွင်ရှိသောမြေဆိုင်စည်တီတွင်ခရီးပန်းနှင့်ငွေပန်းတို့ကိုကတ်လူပြီးမှကျောင်းကပြန်ခဲ့ကြသည်။ကျောင်းမှရွာတွင်းသို့အဝင်လန်းသည်ကိုယ်ဝိုင်နေပေမဲ့ကိုကိုပင်များလမ်းပေတွင်စီ၍စိုက်ထားသောကြောင့်တာယာလာပေသည်။ကြာနေသည်ရွှေဝါရောင်တောက်၍ ရွာလန်းလေးပေါ်တွင်တင်းဝါခင်းထားသလိုလှပနေပေလိမ့်မည်အမေသည် ရွှေဝါရောင်နေကြီးအောက်တွင်ပဝါဖြူကိုလက်ထိုး၍နှုတ်မှလည်းဖရာသခင်၏နှုတ်ကပတ်တော်များကိုတတွတ်တို့ရုပ်ဆိုကာအိမ်တို့ပြန်နေကြဖြစ်ပေသည်ညင်းတို့တိုင်းလျင်အပြိုဖားဖားဖြစ်နေသောသမီးကိုပင်ကိုယ်တိုင်ဆောင်းချုံပေးပြီးမှအမေကအိတ်ဤအမေဤနေပုံထိုင်ပုံအေးချမ်းပုံများသည့် ယခုလိုခွဲခွာနေရခြင်းတွင်တော့မှထစိမ့်စိမ့်တွေး၍တမြင့်မြေကြည်နူးပွဲဖြစ်သည်မြင့်ဦးလေသည်ပန်းရနံကိုတည်ယူ၍အေးများများတိုက်ခတ်သလိုအမေမေတ္တာရှင်ကအနာတွင်ရစ်ဝါ၍တာတော့တာယာရှိလာပါတကားယခုချိန်တွင် အမေသည် ကျမ်းမာကျမ်းမာပါလိစားရောင်ကြီးပြိုးစာတွင်စွန်းမချက်နိုင်ပါလိစားဖယားသခင်နှုတ်ကပတ်တော်များကို ရခင်ကလိုရှိရှိလျလျရွတ်ဖတ်နိုင်မအောင်မီလားညနေသူတိုင်လျင်ကြောင်းအရန်တွင်းဝင်အမှိုက်ရှင်း၍ပန်းတို့ကိုမှကောက်နိုင်ပါသည်ဤလောစီဒီတော်ရှိတွင်စီမီတို့ကိုထုံးညီ၍တပ်ပေတပ်တောင်းဝိနေရတို့အားမေတ္တာမှပို့နိုင်ပါလေစားအမေကိုလွမ်း၍လွမ်း၍လာသည်ချိန်တန်၍ရောက်တော်လဲအမေကိုခွဲခွာ၍ မောင်ရင်ခွင်သို့ဝင်ခဲ့ရသည်မှာတမတာပေပဲလက်ထပ်ပြီးမှ အမေကိုချစ်ရခြင်းနှင့်မောင်ကိုချစ်ရခြင်းတို့၏ခံစားမှုကိုတပြေးပြေးတွေး၍လာသည်နက်နက်သို့တိုင်လျင်အမေနှင့်အတူပြုခဲ့သည့်စွန်းတော်ရေချမ်းတို့ကိုဖယားသခင်တန်းတွင်ကတ်လူ၍အမေကိုမြစ်တာပို့ရသည်အမေကျမ်းမာပါစေကြောင်းရခင်ကလိုကောင်းမှုကိုယ်တော်အဆူဆူပြု၍အမေသည်တာရောက်တာယာ ချမ်းချမ်းမြေ့မြေ့နေနိုင်ပါစေကြောင်းဆုတောင်းရ၏။ညတို့တိုင်တော်လေပရိဒေသနာတော်တို့ကိုရွတ်ဖတ်တရေစေရင်အမေနှင့်ဒီလိုပင်ကုသိုလ်ပြုခဲ့သည်ဟု စိတ်ကိုဖြေရသည်။ဒီတော့လေအမေကိုလွမ်းသောစိတ်မှပြည်တယ်လို့ဖြစ်ရပြန်သည်။ထွေးသည် အမေကိုလွမ်းရပြီတကယ်တော့မောင်ကိုလည်းလွမ်းရပါပြီတကား။အခုချိန်တိုင်လျင်အဝေးရောက်မှောင်သည် သူ့ကိုများလွှမ်း၍နေမည်လားသူတီးမဟုတ်မေ့၍များနေမည်လားအမေကိုရွာမှထရရွေ့မောင်နောက်သို့လိုက်လာခြင်းများကို ထွေးကတစိမ့်စိမ့်ပြန်တွေးလာသည် လင်းဤနောက်သို့လိုက်ရခြင်းသည် အဝေနိကဒုက္ခငါးပါးတွင်တပါးပါသည့်အဖြစ်ကိုဘုဂရောထွေးကနားမလည်နိုင်ပေကိုလင်သားနှင့်အတူနေရသည်ကိုဖာဖြစ်၍များဒုက္ခဟု၍ဆိုပါသည်နီထွေးသည် အညာကိုပြောင်းရွှေ့ရကလေးကပျော့ပျော့ရွှင်ရွှင်ဖြက်ဖြက်လက်လက်ဖြစ်လာပေသည်အမေနှင့်နေစဉ်က မီးဖို့မဝင်ခဲ့တော့လေယခုတော့မောင်ကြိုက်တတ်သောဟင်းလီများကိုစူးစား၍ချက်ကြည့်ရသည်အမေထဲ့လိုက်သောထမင်းချက်ဟန်ကြပန်ကြချက်သည်ကို သူကသဘောမကျနိုင်ပေမောင်သည်မနဲ့ရုံမသွားခင်ကပင်ငမင်းရင်ငပိကို မကြီးသည့်စိန်တောင်နှင့်စီပြန်ချက်၍စားကျင်သည်ဟုပြောခဲ့သည် မောင်ကအညာသားမို့အညာလက်ရာမှစားကျင်သည်ဆို၍အညာငပိချက်ဟန်ကို မောင်ထံကမေး၍ထားလိုက်ရသည်တည်းထမင်းကျက်မန်နန်းခါကအညာငပိကောင်းကောင်းချက်တက်သည်ဆိုသည်ကိုပင် သူကချက်ခွေမပေးခဲ့မောင်ကမှားခဲ့တယ်မကြီးသည့်အစိမ်ကိုအရင်ပြုတ်ရမတဲ့ပါဇက်ကလည်းပြောသေး၏သူကိုယ်တိုင်မကြီးသည့်အစိမ်ကို ပြုတ်၏မန်နန်းခါငရုတ်သီးထောင်းနေစေ ငမင်းရင်ငက်ပြီကို သူကတစ်ဤရေစင်စင်စေးပြီးမှတစ်ရမည်ကို ရုတ်တရက်မိသွားသောကြောင့်တစ်ပြီးမှငက်ပြီကိုရေစင်းမိသည်ရေများဝင်သွားသောကြောင့်ငက်ပြီအရသာများပြတ်သွားလိမ့်မလားစိတ်ကလည်းစိုးရိမ်မိသေးသည်ငက်ပြီချက်အိုစီပြန်တော့မှငရုတ်သီးစိမ့်အတောင်ကိုအညာချွေ၍ထဲလိုက်၏ချကန်ဤတွင်နနံပင်ကိုလည်းအုပ်လာရသေးသည်မနန်းခါမှာ မီးသွေးတဖိုးနဲ့ဟင်းကြိုစက်သားဟင်းငပ်ဖဲတုပ်အတွက်စက်တုံစီတက်များလှုပ်နေစဉ်အတော်တွင်ထွေးသည့်ငပိကျက်တိုးနှင့်အချိန်ကုန်တော်သည်7နာရီထိုးဖို့9မိနစ်အလိုကြရင်အဲ့ဒီအိုးတွေအကုန်ပြန်နှွေးတော့မမရေချိုးအောင်မယ်မန်နန်းခါကိုမှားခဲ့၍ရေချိုးကန်းသို့ပြေးခဲ့သည်မောင်ဟင်းအထူးမှသောနေတွင် ဟင်းချက်ရသည်ကို ထွေးကပို့၍ပြောသည် မောင်ဟင်းအထူးဆိုသည်မှလည်း အညာငပိချက်ကြာစန်းချက် မကြီးရွက်ကြောနှင့်မှုဟင်းများသာ ဖြစ်လေဖြစ်တာရှိပေသည်ဘုဂရောအချင်းချင်းတွေ့ဆုံလျင် ဟင်းချက်နေနှင့်ဟင်းဆက်ကို ထွေးကကောက်ခါငင်ကမိတက်ဤအိမ်ပြန်ရောက်လျင်ချက်၍ကြည်ရသည်သည်နေ့လေထမင်းစပွဲတွင်မောင်က မကြီးသည့်စိမ့်နှင့်ငမင်းရင်ငပိချက်ကိုချီမောမဆုံးဖြစ်သောအခါထွေးသည် မျက်နှာမထားတတ်အောင်ပျော်ရွှင်၍သွားတော်သည် အမေနေနေစဉ်ကမှုချက်သောနေ့တွင်မှုရဲသို့ကစုံရွက်နဲ့နဲ့ဖဲ့ထက်၍ချက်တီကိုတွေ့ခဲ့ရ၏။မောင်ကတော့မှုဟင်းတွင်ငရုတ်သီးစိမ်လေးငါတောင်ထည့်ချက်မှကြိုက်ပေသည်။ထွေးသည် ငရုတ်သီးဆိုလျင်ဘာငရုတ်သီးမှမကြိုက်တော့လေ။မောင်စားမည်ဆိုတော့အတူလိုက်၍စားခဲ့သည်။ညနေတင်းနစ်သွားကစားမည်ဆိုလျင်ဖက်နှက်ဖြူဘောင်းမီတိုနှင့် ချွေးစုံမြင့်အင်ကြီးလက်တော်တို့ကို အစဉ်အသင့်ထုတ်ထားရသေးသည်။မနေ့ကတင်းနေစရိုက်နေစဉ်တွင် မောင်စည်းသွားသောချိတ်အိမ်မှာနောက်ပိုးခေါ်မြက်မွားလေးများကပ်နေ၍တခုစီ ဖြုံနေရသည်။ချွေးကသာစိတ်ရှည်လက်ရှည်ဖြုံမပေးလျင်နန်းခါသည်ဒီအတိုင်းပင်လျှော့ပြစ်လိုက်မည်ဖြစ်သည်။ရေနှင့်ထိသွားတော့လေနောက်ပိုးများကကပ်မြဲကပ်နေ၍မောင်ချေကိုစူးမာကိုစူးရင်ရသေးသည်။မောင်တင်းနေရိုက်ထွက်သွားပြန်လျင် မနဲ့ယုံတက်စည်းရန်အတွက်ဖက်နဲ့အညိုကိုပြောင်းအောင်တက်ရသည်သည်ခွန်ဘတ်ကိုရေနှင့်ထိလိုက်ဖက်နဲ့ဥကိုပုတ်လိုက်စေးနှင့်တလဲတုပ်၍တဖန်ပြန်တိုက်နှင့်ဖက်နဲ့ဥမှဝင်းဝင်းလက်လက်ဆူလာမှလက်ကချတော်သည်နန်းခါတိုက်လျင်စေးနေသောကြောင့်ဖက်နဲ့သည်အပ်၍အပ်၍လာတက်သည်အမေနှင့်နေစဉ်ကခက်အေးအေးနေသောမမကိုနန်းခါကအံ့ဩ၍နေပေသည် ဟိုးတုံးကဆိုရင်တက်လာမှာရက်ပေါင်း30လောက်ထွေးသည့်အိယာပေါ်တွင်မူးကျင်လဲမူးနေမည်ဖျားကျင်လဲဖျားနေမည်ဖြစ်သည်ယခုတော့ထွေးသည်တချင်းလေးတအေးအေးနှင့်ဖြစ်သည်ညဘက်မောင်စာကြည့်ချိန်တွင် မနန်းခါသည့်အိယာများကိုလှဲကပြင်ဆင်ရ၏ထွေးကအိယာဝင်ကန်သည်မောင်တောက်တက်သောကော်ဖီကြကြကိုကိုယ်တိုင်ဖြော်သည်ယခုလိုခွဲခွာ၍နေသောအချိန်တွင်မူး စားကျင်တိုင်းလဲထွေးလိုဖွဲ့ဖွဲ့ရရာဘသူကများမောင်ကိုချက်ပြုတ်ကျွေးမွေပါလေမူးကြောင့်အေးတီဖြစ်စေစောင်းတန်ကြောင့်ပင်အေးတီဖြစ်စေမောင်ရေချိုးချိန်တွင်ဘသူကများမောင်အတွက်ရေနွေးတဲပေးပါလေထွေးသည်ညင်ညင်ထိုင်တွေး၍မရနှုတ်မှမထွက်တော့လင်းသူ့ရင်ခွေထဲမှစကားများ ဖြောင်းဆက်အောင် ပြောလာကြသည် မောင်ကအိတ်ခန့်နေရင်ကော်ဖီပူပူတောက်ရမှာသူ့ကိုဘယ်သူလှုပ်ပေးမလဲရုံးစင်းချိန်နဲ့အိတ်ချိန်ကြမှာသူဘာရင်းများလှုပ်နေမလဲအရင်ကအရက်မတောင်ဖဲမရတတ်ပေမဲ့အခုအားလက်ချိန်တွေမှာဖြုံးရအောင်အရက်တွေများတောက်နေမှာဖြစ်ပြီးတော့နေရတာကလည်း max မှာထွေးသည်ထာယာမှငောက်ခနေထာက အိတ်ရာပြီးစပွဲပေါ်ရှိရက်တောင်တစ်ခုကိုကောက်ရွေယူလိုက်သည် ဝမ်းတွင်အပူကြောင့်ဆုလာသောနှစ်ဖူးမှချွေးများကို၆လို၆ညာရက်တောင်နှင့်တဖြက်ဖြက်ခတ်လိုက်၏ရင်ထဲမှတစ်ဆူဆူဝေဒနာကဖြစ်လာလိုက်သည်သည်အစားတောက်ကိုခယူးတဆိုင်လှုပ်ပေးတဲ့သူမရှိတော့ဝမ်းမှကောင်းပါမလားညအိတ်ချိန်တွင်ခြုံဆောင်ကအမြဲလိုလို꽈တတ်သည်ထွေးကညတိုင်းလိုလိုဆောင်းကိုနှွင့်နှွေးထွေးထွေးလှုပ်ပေးရ၏ခုနေ့ ရင်ပတ်များအဲအေးမိနေမှဖြင့်မိုးဥတွင်ဖျားနေမည်လားဖျားနေရင်တော့သူစေးယုံတက်ရမှာပဲစေးယုံမတက်လို့ဘသူကသူ့ကို ပြုစုမလဲစေးယုံရောက်တော့သူနာပြုစရာမလေးတွေက အပြုစုကကောင်းတဲ့နေပြီးတော့သူတို့ကငယ်ငယ်လေးတွေဟွန်းယောက်ျားဆိုတာက ပြုစုယူရကောင်းတာကိုตาရတတ်တာအမလေးဆီယာမတယောက်ယောက်နဲ့များညားမှာ မတော်တဆဖះဖះဖះတွေးသည် ထာယာမဖုံးစိုးအိယာပေါ်ပြစ်လဲလိုက်ပြန်သည်ရက်တောင်သည်စက်ကူများကွာထွက်မတက်ပြင်းပြင်းထန်ထန်လှုပ်ရှားလာသည်ချွေးများသည်စုရမှနှစ်ဖူးပြင်သို့စီကြသည်ရင်ထဲကစုနစ်နစ်ဖြစ်ခြင်းမှမပြောက်တော့ပဲကြက်တလို့ဖြစ်လာသည် အပြင်တွင်မိုးစိမ့်စိမ့်ရွာနေပါလျက်နှင့်ဘာကြောင့်များသူတွင်ချွေးပြန်နေပါလိမ့် ထွေးသည်ခေါင်းအုံအောင်မှလက်ကင်ဘဝကိုဆွဲယူကာချွေးများကိုတုတ်လိုက်သည်ရက်တောင်ကိုအသာချ၍အိတ်ယာမှထလိုက်ပြန်သည်ဖျားကန်းရှိရာသို့ခက်မြန်မြန်ပင်လျှောက်သွားကာပဝါဖြူကိုစုံချ၍ဖျားရှိကို၏စိတ်ကတိတိငိမ့်ငိမ့်မဖြစ်နိုင်သေးပေအမေအတွက်မြတ်တာတုတ်ကိုအတန်ကတုံးကရင်နှင့်တစ်ခါတစ်ခါဆိုရင်းကနောက်တစ်ပိုက်ကိုမိရွေသွားပြန်သည် ဖယားရှိခိုးကိုအရှိကြီးရွတ်ဖက်၍မရတော့ပြီဖယားကံမှခွာ၍ဝရန်တာသို့ထွက်လာခဲ့သည်မူသားများအောက်တွင်လာရောက်သည်မြေပြင်ပေါ်သို့ကြာ၍နေလေသည်မူဦးလေသည် တစိမ့်စိမ့်တိုက်ခတ်ရာမှ ပုံညက်ပန်းရနံကိုတည်ယူ၍လာခဲ့၏အမှန်တော့ညင်အခင်းသည်တာတော့တာရပင်ရှိ၏ထွေးဤမျက်လုံးတွင်လာရောက်ကြည့်ဤအလှပါကိုမမြင် ပန်းရံတဲ့တို့ဒီလဲမမွေးတော့ပါတကားမောင်းထံမှဆလာချိန်များလဲတဖြည်းဖြည်းဝေးဝေးလာခဲ့သည်မှာရိုးမှရိုးပါမလားအညာက အဖွားကလည်းတတိပေးဘူးသည်စစ်ဘူငငယ်ရွယ်ရွယ်ဆိုရင်မောင်းသွားသောအရက်ကဈေးကောင်းပေးသည်ဆိုသည် မောင်းကလည်းစစ်ဘူဖြစ်စငငယ်ရွယ်ရွယ်တခုခုတော့တခုခုပဲပဲမောင်းစားတဲ့တွင် မောင်နှင်တခါကအလွန်ရင်းနှီးခဲ့သည်ဆိုသောခင်မမသူ့ထံသို့လာရောက်လေပတ်ကြောင်းလင်းပါခဲ့ပါသေးသည်။ကဲမောင်ကနေ့လယ်စာစားချင်းခင်မမကပေါင်မုတ်ကိုထောပတ်တွေပါတွေတုပ်ကြက်ဥတွေပါတွေနဲ့နေ့လယ်စာစားဖို့လာပို့ပါပြီတဲ့။ဘယ်နဲ့လို့ပါ။သူကလည်းစားချင်မှာပေါ့။ယောက်ျားတစ်ယောက်ကိုနှစ်သက်ဆွဲလန်းစေချင်ရင်အစာကောင်းကောင်းချက်ပြုတ်ကျွေးရမတဲ့။စကားလည်းရှိတာပဲ။ ဒီလိုနဲ့တဖြည်းဖြည်းตายရလားယောညနေတိုင်းဆိုတင်းနစ်သွားရချင်းရိုက်မရိုက်ချင်းရင်လမ်းတွဲရှောက်မှာကြတော့ခင်မမကအပိုင်စည်းလာရင်တွေ့သည်ငိုချင်းတလူလိုဖြစ်လာသည် သူကကြားဖို့သည့်ပုံမြင်များမှာများနေ၍စိုးရိမ်စိတ်ကများလာသည်သူတို့နှစ်ယောက်မှာငယ်ရွယ်သူများသာတည်လက်ထပ်ထားသည်မှလည်းသုံးနှစ်မြပဲမပြေတတ်သည် ားသမီးများတွဲတီတွဲပို့နဲ့ဖူကြီးကြော်မောင်းပင်ခုလိုခိတာခွဲခွာနေရင်ကမိန်းကလေးတယောက်နောက်ကို ပါရွေသွားသေးသည်ဖူကြော်မောင်းဤစနီးရှိုက်ကြီးတငင်းငိုစင်းကများထွေးကရောရွေငိုရသေးသည်ခုတော့ဖူကြီးမှာစစ်တက်ထဲကပင်ထွက်ရွေသွားပေပြီဒီလိုအဖြစ်တွေက သူ့တွင်ရော ဖြစ်မလာနိုင်ပေဘူးလားသားသမီးတန်ရောစဉ်ရှိလျက်နေတော့မငှက်ွက်ပါလျင် ူလူလုံးချင်းကိုမှောင်တွေတာသောတန်ရောစင်သည်မြင်းမြခိုင်မာပါမြင်းနီ စိတ်မှာပူ၍ပူ၍ရှုပ်လာသည်ဘယ်တော့ပြန်လာမည်ကိုလည်းမသိဘာကြောင့်ကြာသည်ကိုလည်းမတွေ့တတ်အမိကိုလွမ်းတုံးကလွမ်းသည်ဆိုပေမဲ့စိတ်မှာလှုပ်လှုပ်ရှားရှားမဖြစ်လောက်စိတ်ငြိမ်အောင်အိတ်ခမ်းတွင်သို့ပြန်ဝင်ခဲ့၏စပွဲပေါ်မှာစအုပ်ကိုလှမ်းဆွဲယူကာခရင်ရှိရာသို့လျှောက်လာသည် ကရင်မော်လှဲကစာအုပ်ကိုအလဲမှဖွင့်၍ဖတ်လိုက်သောအခါ သူ့မျက်လုံးတို့သည်မမျော်လင့်သောစာကြောင်းလေးများပေါ်သို့ကျရောက်သွားသည်။ကဲစာကုံဝေးပြန့်ပွားချေ၍ကြာလီသလုံးတဘောအင်တူနောက်ပေါ်လူနှင့်မူယူဖောက်ပြန်ရှိလိန်ဟန်ကိုဖန်ဖန်လွန်းစွတ်ယိုယွင်းချုပ်ခဲနူးညွတ်ဖွယ်ရာခုတန်ဝါကခတ်တာဖြူဖွေးမစဲသေးလျက် ရောထွေးရခါဖဲချင်းရာကြောင့်ရင်းမာရွှေပန်းပွင့်စုံလန်းသည်နေနန်းတိမ်နှင့်ကံမာသောထွေးသည်စာအုပ်ကိုအဝေးသို့လွှင့်ပြချလိုက်၏အမှန်တော့ကပြားစာပိုက်လေးသည်လှပ၍တိမ်မွေ့သောစာပိုက်များသာတည်ချစ်တော်သူဤမတိကြလှသောအချစ်ကိုပန်းကလေးများနှင့်၎င်းနေမင်းနှင့်၎င်းနှိုင်းရှင်၍ဖော်ပြထား၏ ခုချိန်တွင်ခတ်တာပန်းတို့မကြသည်မတုံးသေးပါပေလျက်ရင်းမာပန်းသည်ရောထွေးရှက်တင်၍ဘာကြောင့်များဝင်ရောက်ပွင့်လာကြပါသနည်းခေစကားနှင့်ဆိုလျင်စုထိုးဖောက်ဝင်ရောက်လာသော အချစ်တဲ့ကိုရင်းမာပန်းနှင့်တင်စား၍ဆိုလိုက်သည်ချစ်ဦးသူငုတ်တုတ်ရှိပါလျက်နှင့်အသည့်ဝင်ရောက်လာပုံကို ပန်းပွင့်သလိုဖွင့်လွှဲလိုက်သည်နေမင်းသည်လည်းတင်ရာသည်တွင်ဖြစ်စေ ကံရသည်တွင် ဖြစ်စေရှိသင်ပါလျက်တိမ်မာလို့လို့ကံလို့လို့နှင့်မပြတ်မသားဖြစ်နေဟန်ကိုချစ်သူဤစိတ်နှင့်နှိုင်းရှင်ထားခဲ့၏။ကျောင်းတုံးကဆိုလျက်လက်ဝဲတုံနရရတုများတွင် ထိုစာပိုက်ကို အကြိုက်နှစ်သက်ဆုံးသောထွေသည်။ယခုတော့စာအုပ်ကိုပင်အဝေးသို့လွှင့်ပြလိုက်သည်တကား။တငယ်ချင်းကောင်းရောက်မာလို့ရှင်။မိကိုလွမ်းလဲတောက်တော်ရေချမ်း စားတော်ကုန်းနဲ့သွန်းနဲ့ညောင်ရီပန်းတပြေနဲ့ပြေဘူးငယ်ရှင်ဘာကိုလွမ်းသည်တောက်တော်ရေချမ်းစားတော်ကုန်းနဲ့သွန်းနဲ့ညောင်ရီပန်းတပြေနဲ့ပြေဘူးငယ်ရှင်မောင်ကလေးမောင်ကိုလွမ်းတော့တောက်တော်ရေချမ်းစားတော်ကုန်းနဲ့သွန်းတဲ့ညောင်ရီမပြေပါလို့တောက်တော်ရေအိုးကျွန်းထိုးကောင်းငယ်အပြူဖြူငယ်နှမမာလာကြုံရတယ်ရှင် ထို့အိုင်ချင်းကိုတက္ကရာ845ခုနှစ်လောက်တွင်ရာဇာတရေတကုံတို့ချီရာတွင် ရာဇာတရေကျင်ရာတော်ရေးသည်ဟုဆိုသည်နှစ်ပေါင်းက900ကျော်ကြာမြင့်ခဲ့ပေပြီခေတ်တည်းလဲအင်းဝါမှသည်ဟန်တာဝရီကိုဖြတ်ကျော်၍ကုန်းမောင်စကူပင်လွန်ခဲ့ပြီကျွန်းတက်တရာကျော်ကိုလည်းဖြတ်တန်း၍လွတ်လပ်ရေးတပ်ပင်10နှစ်ကျော်ခဲ့ပြီတကား စစ်ဤအချိန်ကြောင့်ရာဇာတရစ်ကျင်ရတော်နှင့်ထွေးတို့ဤခန်းစားရာချက်ကဘာမှခြားနာမှု မရှိပေအဆုံးထိနားဆင်ပေးကြတဲ့စာချက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်